မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ8ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံရဲ့ပြည်တွင်းအခြေအနေများအရလေယောင်းစွမ်းအားအရေးမြင့်မရှိမဖြစ်လိုအပ်တယ်ဆိုပြီးတော့စစ်ခွေးတက်က Y8 လေယာဉ်နှစ်စီးနဲ့တရုတ်ပို့ဆောင်ရေးရဟယံ3စီးတို့ကိုထပ်မံအင်အားဖြည့်တင်လိုက်ပြီးတော့စစ်တပ်ဘက်ကရေးသားလာပြီလို့အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ။မနေ့ကစစ်တပ်ကလေရင်များအင်အားဖြစ်တဲ့အခမ်းအနားမှာအကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကအခုလိုပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်တလောကာလမှာနိုင်ငံတကာမှာဖြစ်ပွားနေတဲ့ပြည်ပခများသာမကပြည်တွင်းမှာဖြစ်ပေါ်ကြုံတွေ့နေရတဲ့အခြေအနေအရရများမှာလေရင်ရဟယင်များ drone နဲ့ UAV များအပါအဝင်လေကြောင်းစွာရေးမြင့်များဟာမရှိမဖြစ်လိုအပ်လာတာကိုတွေ့ရှိရကြောင်းဒါကြောင့်နိုင်ငံအသီးသီးဟာလေတပ်အပါအဝင်လေကြောင်းစွမ်းအင်ထုတ်လုပ်ဖြန့်ကျက်ပေးနိုင်တဲ့တပ်ဖွဲ့အမျိုးမျိုးကိုအင်အားတိုးတက်ရုံလာမှာကခင်မီအစ်စ်မြင့်စီရအတွက်ပါတပ်စွမ်းသမျှကျိုးပန်းလှုပ်ဆောင်သွားနေကြကြောင်းမင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်လက်ရှိပြည်ရင်းကြီးပါအဖွဲ့အစည်းတချို့က၎င်းတို့ရဲ့လိုလားချက်အတိုင်းမဟုတ်တဲ့အတွက်ရွေးကောက်ပွဲမဖြစ်မြောက်စေရန်ပြက်ပြားစေရန်နီလန်းပေါင်းစုံနဲ့ဆွတ်ဖက် လုံဆောင်ဟန်တားလျက်ရှိတယ်လို့သိရပါတယ်။တဖက်မှာလည်းတော်လိုင်းတပ်များကတဖြည်းဖြည်းနဲ့အရေးနှိမ့်လာလျက်ရှိကြောင်းစစ်တပ်အနေနဲ့ဆက်လက်ပြီးတော့တိုးတက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းမေးအောင်လိုက်ကပြောဆိုလိုက်ပါတယ်။ဒီကနေ့စစ်တပ်ကအင်အားဖြည့်ထားတဲ့တယူပို့ဆောင်ရေးရဟရင်နဲ့လေရင်၅စီးတဲ့က Y8 လေရင်အသက်၅စီးဟာပြုတ်နိုင်ငံလုတ်ဖြစ်ပြီးတော့ရှန်စီ YHS 2000W နီးပြူဟာမြောက်တယ်ယူပို့ဆောင်ရေးလေယာဉ်နှစီးဖြစ်တယ်လို့သိရပါတယ်။လေယာဉ်အမီးနံပါတ်5923နဲ့5924တို့ဖြစ်တယ်လို့ပြောပါတယ်။ရဟတ်ယာဉ်၃စီးကတော့ရုရှားနိုင်ငံထုတ်တယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာ NLD ပါတီရဲ့ဥပဒေအကြံပေးရှင်းနေဥကိုနီတပ်ဖြတ်ခံရမှုမှာအဓိကကြိုးကန်သူတရားခံအဖြစ်နဲ့တန်တရားရှိခံရသူလည်းဖြစ်မင်းအောင်လှိုင်ရဲ့ကိုရဲအရာရှိဟောင်းလင်းစော်ထုံးဆိုသူက မိုင်းဖြတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကျန်းဖို့ပါတီကိုစားပြုပြီးတော့2025ဝေးကောက်ပွဲမှာဝေးရောက်ရှင်တိုင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်ရဲ့ကိုရဲအရာရှိဟောင်းလည်းဖြစ်2025ခုနှစ်ဝေးကောက်ပွဲနဲ့2020ဝေးကောက်ပွဲတို့မှာမိုင်းဖြတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လည်းအဖြစ်အနံ့ရရှိခဲ့သူလင်းစော်ထွန်းဟာအခုလာမယ့်2025ခုနှစ်ဝေးကောက်ပွဲမှာလည်းကျန်းဖို့ပါတီကိုကိုစားပြုပြီးတော့မိုင်းဖြတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ဝေးရောက်ရှင်တိုင်မှာဖြစ်တယ်လို့သိရပါရယ်။ လင်းစော်ထွန်းဟာကျပ်ဖို့ပါတီရဲ့ဗဟုအလုံးမှုဆောင်ကောမဒီဝင်ဖြစ်ပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းဥက္ကဋ္ဌလည်းဖြစ်တယ်လို့သိရပါဗျာ မင်းအွန်လိုင်းကိုရဲ့အရာရှိလောက်ခဲ့သူဖြစ်တဲ့အပြင်အခုချိန်ထိလဲမင်းအွန်လိုင်းကိုကိုွယ်နေတဲ့ဝစီဘိတ်ဖုန်းကြီးအတွားဝေယဝက်ဆာနဲ့မင်းအွန်လိုင်းငွန်ကြားမှုများအတိုင်းလိုက်ပါဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါဗျ။လင်းစော်ထုံးဆိုတဲ့ကောင်ဟာမဘာသားရဲ့အမကန်တောက်တိုင်ဖြစ်ပြီးတော့မဘာသားနဲ့အမျိုးသားရဲ့အဆွန်ရောက်များကိုနောက်ွယ်ကနေလိုအပ်တဲ့ငွေကြေးထောက်ပံ့မှုများလုပ်နေတဲ့အမည်မဖော်လိုတဲ့တောက်တိုင်ထောက်ပံ့သူဖြစ်တယ်လို့ချမ်းဖို့ပါတီသတင်းရင်းမြစ်ကရှင်းပြထားပါဗျ။သူဟာရှေ့နေဥက္ကဋ္ဌကိုလှုပ်ကြံတပ်ဖြတ်မှုမှာ လင်းစော်ထွန်းဟာအဓိကကြိုးကန်သူတအုပ်အဖြစ်ပါဝင်တော်လဲဘာရေးယူမှုမှမခံရဘဲနဲ့လွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။၂018ခုနှစ်ဇန်နဝါရီလ29ရက်နေ့ကရန်ကုန်လေစိတ်မှာ NLD ပါတီရဲ့ဥပဒေအကြံပေးရှေ့နေဦးကိုနီကိုတနတ်သမားကြည်လင်းက လုတ်ကြံတက်ဖြတ်ခဲ့ပြီးတော့လုတ်ကြံတက်ဖြတ်မှုအပြီးတလားကြာပြည်ထောင်ဝင်ကြီးဌာနကပြုလုပ်တဲ့တရင်စာရှင်းလင်းပွဲမှာပြည်ထောင်ဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်စွေကဗိုလ်ကြီးဟောင်းဇေယဖြိုးတန့်ဖို့ပါတီရဲ့မိုင်းဖြတ်လွတ်တော်ကိုယ်စားလှယ်ဦးလင်းစောထွန်းဒုတိယဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်တို့ကိုမော်ဒန်လက်ပေးဆိုင်မှာတွေ့ဆုံခဲ့ပြီးတော့ဥက္ကိုနီအကြောင်းပြောဆိုဆွေးနွေးခဲ့ရာကလေးစိတ်မှလုတ်ကြံတဲ့အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုခဲ့ပါတယ် ရှင်းနေဥကုန်လီတပ်ဖြတ်ခံရတဲ့အမှုမှာအဓိကကြိုးကန်ခဲ့သူဒုတိယဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်ဟာလှုပ်ကြံမှုမလှုပ်ဆောင်ခဲ့နေပြည်တော်ကိုတွားရောက်ခဲ့ပြီးတော့လင်းစော်ထွန်းကအောင်ဝင်းခိုင်ကိုငွေကျပ်၁၀သိန်းပေးပြီးငှားရမ်းခဲ့တော့လဲလင်းစော်ထွန်းဟာရှင်းနေဥကုန်လီအသက်ခံရမှုအတွက်တရားစွဲမခံရဘူးလို့သိရပါတယ်2020ရွေးကောက်ပွဲမှာလင်းစော်ထွန်းဟာမိုင်းဖြတ်မြို့နယ်မဲဆန္ဒနယ်မှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးတော့စစ်ခွေးလက်အောက်ခံပြည်သူ့စစ်အဖွဲ့များက မဲဆန္ဒရှင်များကိုရွာလုံးကျွတ်ကအချိုပို့လုပ်ပြီးတော့မဲထည့်ခိုင်းမှုများရှိခဲ့တဲ့အတွက်ကန့်ကွက်ခံရသူလည်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကရွေးကောက်ပွဲနေ့မှာမဲပေးမှုအပအဝင်ချိုတင်မဲများကောက်ယူရာမှာလင်းစော်ထွန်းနဲ့ကျန်းဖို့ပါတီကမမှန်မကန်လှုပ်ဆောင်ခဲ့တဲ့အတွက် SNLD နဲ့ NLD ပါတီကကန့်ကွက်ခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မိုင်းချက်မြို့နယ်မှာ နမ်မျိုးပြည်သူစစ်အဖွဲ့တခုအခြေစိုက်လှုပ်ရှားလျက်ရှိပြီးတော့စစ်အရာရှိဟောင်းလင်းစော်ထွန်းကနမ်မျိုးပြည်သူစစ်အဖွဲ့အပေါ်အလွန်ဩဇာညောင်းနေကြောင်းသတင်းရရှိပါလိမ့်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းတရချောင်းမြို့နယ်ကြောက်လီကကြွေရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးများကိုတိုက်ခိုက်ခဲ့ရာဆယ်ကောင်ထက်မင်းနေတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့ကတရချောင်းမြုံနယ်ကြောက်လီကကြေးွာကိုခမှန်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတွေနဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်9နာရီကျော်ကြာတဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေး10ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာတော်လိုင်းရဲဘော်3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့2ဦးဟာဒဏ်ရာပြင်းထန်ခဲ့တယ်လို့ပြောပါတယ် အထိနာသွားတဲ့စစ်ခွေးတွေဟာအပြစ်မဲ့တဲ့ပြည်သူလူထုတွေရဲ့နေအိမ်ထဲမှာရှိတဲ့တံမိုးရှိတဲ့ပစ္စည်းများကိုခိုးယူတာတွေမိရှုပ်ဖျက်ဆီးတာတွေကိုလှုပ်ဆောင်ခဲ့ကြအောင်တရင်ရရှိပါတယ်ခင်ဗျောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မကွေတိုင်းပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသကိုဝင်ရောက်လာတဲ့အချမ်းပတ်စစ်ခွေးစစ်ကြောင်းကအထက်တန်းပြကျောင်းစီဟာကိုထူးကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့နေအိမ်15လုံးထဲမှာနေကိုလည်းမိရှုပ်ဖျက်ဆီးလိုက်တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် အော်တိုဝါလာ30ရဲ့နေကဗကံညာဦးဘက်ကနေ AOD မြစ်အနောက်ဘက်ကဘခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသစိတ်ကဝဂျေးပါကိုဆက်လီများနဲ့ကူးလာတဲ့အချမ်းပါစိတ်ခွေးတွေဟာအင်အား300လောက်နဲ့ပြည်သူလူထုတွေနေထိုင်ရာဂျေးပါများအတွင်းကိုစစ်ကြောင်းထိုးဝေရောက်ခဲ့တယ်လို့သိရပါဗါးလိုဗယ်မာလာ2ရဲ့နေမှာမြစ်ချေမြို့အနောက်ဘက်နှစ်မိုင်ခန့်အကွာမှာရှိတဲ့ညောင်လာဂျေးပါကိုရောက်ရှိလာပြီးတော့အသက်66နှစ်အရွယ်ကျောင်းဆရာကိုထူးဘူဖန်စီနှိတ်ဆက်ကဦးခေါင်းကိုတနက်နဲ့၃ချက်ပြစ်ခတ်တတ်ပြပြီး ရုပ်အလောင်းကိုမိရှုပြက်စီကဖောက်ဖြတ်ပစ်လိုက်တယ်လို့သိရပါတယ်။ CDM လုံးမလုံးတော့မသိဘူး။ဆရာအသက်ရွယ်နေဆိုရင်ပင်စင်စားဖြစ်ရမှာပေါ့။ခေကာလာနဲ့ပင်စင်မကြတာလားတော့မသိဘူး။စစ်ကောင်စီဘက်ကကြောင်းနေမှာတော့ပါဝင်ပတ်သက်မှုမရှိပါဘူး။ အရှင်မီးပြီးတက်ပြက်ပြီးမှမီးရှို့ထားခဲ့တာပါမီးရှို့ထားတဲ့ရုပ်လောင်းကိုစစ်ဆေးကြည့်ရမှာဥကောင်းကုန်ထဲမှာတနက်တိုင်းဟာသုံးချက်တွေ့တယ်လို့ခေါင်းရင်သွေးပျောက်ကြားတပ်ဖွဲ့ကရဲဘော်တအုပ်ကရှင်းပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာတမ69လက်အောက်ခံတိုင်ရင်များဖြစ်ပြီးတော့ညောင်လာချေရွာအနီးမှာရှိတဲ့မြို့စိုးရွာကနေအိမ်15လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင်ပေါတော်ချေရွာကျွန်းဆောင်လေးချေရွာတို့ကိုထပ်မံပြီးတော့မီးရှို့ဖျက်ဆီးခဲ့ပြီးနေအိမ်ဘလောက်ဆုံးရှုံးခဲ့တယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်မီးရှို့ပစ္စည်းခိုးလူတက်နေတဲ့စစ်ခွေးစစ်ကြောင်းမှာ ချုံချောင်းလေးကြီးပါကို၄ရက်နေကထပ်ပြီးတော့မီးရှို့တယ်နေအိမ်ဘလောက်ဆုံးရှုံးသွားလဲတော့မသိရဘူးဆက်ယုံတောင်ဘက်ဆိုတော့တွားကြည့်လို့လည်းမရဘူးချုံချောင်းလေးနဲ့ချုံချောင်းကြားဓာန်ကြီးဩဇာဆက်ယုံဟောင်းထဲမှာဒီကောင်လေးရှိနေသေးတယ်လက်ရှိအဲ့ဒီဓာန်ကြီးဩဇာဆက်ယုံထဲမှာတတ်ဆွဲပြီးတော့ကင်းမုံလေးချထားတယ်စိတ်ခဝဘက်မှာလည်းနောက်ချန်နေကြံသေးတယ်လို့တောင်းရင်သွေးပြောက်ကြတဲ့ဖွဲကရဲဘော်တအူးကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခမောင်း ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမုံရွာမြို့နယ်ကုတော်ပလင်ကျေးရွာအနီးမှာစိုင်းကဲဆီးလာတဲ့အမျိုးသား၃ဦးကိုစစ်တပ်ကပြစ်ဒဏ်သွားပြီးတော့လမ်းမေးမှာအလောင်းတွေကိုဆုံးပြတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ9ရက်နေ့ညနေပိုင်းကမုံရွာမြို့နယ်ကုတော်ပလင်ကျေးရွာအနီးမှာကြာပိုင်းရွာဘက်ကနေထွက်လာတဲ့စိုင်းကဲနဲ့ဆီးနဲ့လာတဲ့အမျိုးသား၃ဦးကိုစစ်တပ်ကအိမ်စည်းကားနဲ့လိုက်လံပစ်ခတ်ခဲ့ရမှာ၃ဦးစလုံးတေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ ပေးဆောင်သူ၃ဦးရဲ့ရုပ်အလောင်းတွေကိုတော့လမ်းဘေးတစ်ပင်အောက်မှာပြစ်သွားတယ်လို့ပြောပါတယ်။ဦးတွေလည်းထွက်နေတယ်။အခုမနက်မှအလောင်းတွေကိုလာကောက်သွားတာလို့ဒေသခံတဦးကအတည်ပြုပြောကြားထားပါတယ်။ပေးဆောင်သားတဲ့သူတွေကတော့ဘာလို့လဲဆိုတာမသိရသေးပါဘူး။စစ်ခွေးတွေကစိုင်းကယ်ကိုနှစ်ယောက်စီးလာတာကိုမြင်ရင်လည်းလိုက်လံပြစ်ခတ်လေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်မုံရွာမြို့ကလူငယ်တွေဟာစစ်ကောင်စီရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုလည်းခံနေရတယ်လို့သိရပါတယ်။မုံရွာမြို့နယ်မှာစစ်ကောင်စီတပ်ဟာမုံရွာအရတော်လမ်းမကြီးဘက်မှာလည်းနေမြေစွန့်မှုရဖို့အတွက်စ조사နေတယ်လို့ ဒေတာကန်နေစီကတည်ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မင်းများမြို့ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ၄ဦးသေဆုံးပြီး၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကနိုဝင်ဘာလ၈ရက်နေ့ည၈နာရီ၁၈မိနစ်အချိန် စစ်တပ်ကမင်းများမျိုးမျိုးတေရက်ကွက်အပင်းကိုတိုက်လေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူ၄ဦးသေဆုံးပြီးတော့ပြည်သူ၉ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။သေဆုံးသူတွေထဲမှာအသက်၁၈နှစ်အရွယ်မခိုင်ဆန်းရွှေအသက်၄၆နှစ်အရွယ်ဦးမောင်တန်းထင်အသက်၅၃နှစ်အရွယ်ဦးမောင်တန်းနဲ့တားဖြစ်သူအသက်၃၀အရွယ် ကိုတမ်းမောင်သေးတို့ဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်တာမရှိဘဲနဲ့လေရင်နဲ့တတ်တတ်ကြီးကိုဘုံလာကျဲသွားတာပါ။မနေ့ကပုံနာကျွန်းရောမင်းများမာရောဘုံကျဲခံလိုက်ရတာပါလို့ရခိုင်စစ်ပေးရှောင်များကိုကူညီပေးနေတယ်။ရန်ကုန်အခြေစိုက်ရခိုင်ပရိုက်တာအဖွဲ့ဝင်တအုပ်ကရှင်းပြထားပါတယ်။အလားတူပဲမနေ့ကမနေ့ဆက်တနေ့ခွဲအချိန်ကမှရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ရိုးတရုတ်ကြီးရွာကိုစစ်တပ်ကတိုက်လေရင်နဲ့ဘုံနှလုံးကျဲချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲချမှုကြောင့်အမျိုးသမီး၄ဦးနဲ့အမျိုးသားတအုပ်စုစုပေါင်းပြည်သူ၅ဦးတိတ်ဆုံးခဲ့ပြီးတော့ ပြည်သူခုနှစ်ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မနေ့ကမနေ့ဆက်တနားအချိန်မှာစစ်တွေအခြေဆိုင်ခမရ344တိုင်ရင်းက320မမလက်နက်ကြီးနဲ့တိုက်ခတ်ခဲ့တဲ့အတော့ပုံနာကျုံမျိုးနဲ့ကွမ်းတောင်ကြီးဘာကအသက်55နှစ်အရွယ်အမျိုးသားတအုပ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနေ့ဆက်တနား29မိနစ်အချိန်မှာရခိုင်ပြည်နယ်ပုံနာကျုံမျိုးနဲ့အောင်ဖြူပြည်ကြီးဘာကိုလေရင်နဲ့ဘုံနှလုံးကျဲချခဲ့တဲ့အတော့အမျိုးသမီးတအုပ်ဒဏ်ရာရရှိခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်ဆွေးနဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလုံးမြောက်နိုင်ကြပါစေခင်ဗျာ